တရင်ပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့တရင်ချင်းနမဒီကနေ့ဧပြီလ23ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်တရင်တစ်ဆမှုမစတင်မီကျွန်တော်တို့ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့တရင်တစ်ဆမှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြတ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်တရင်ကတော့လာရှိုးမှာစစ်ကောင်စီတပ်များဝင်ရောက်လာပေမဲ့ရမခတိုင်းစစ်ထနာချုပ်ပြန်လည်ဖြစ်ပေါ်လာရမရှိဆိုတဲ့တရင်ကိုတင်ဆက်ပေးပါမယ် ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကိုတရုတ်ရဲ့ PRP ကြားဝင်စစ်ဆန်မှုကြောင့်စစ်ကောင်စီတပ်များမြို့အတွင်းကိုဝင်ရောက်လာပေမဲ့အရှိမြောက်တိုင်းစစ်တာနာချုပ်ရမခပြန်လည်ဖြစ်ပေါ်လာရန်မရှိကြောင်းဒေသခံများအပြင်စစ်ကောင်စီနှင့်နှိစက်သူတို့ထံမှသိရှိရပါသည်လာရှိုမျိုးကိုကိုကန်တက်မတော် MND ကထိန်းချုပ်ထားရမှပြီးခဲ့တဲ့ဧပြီလ၁ရက်နေ့ကစပြီးပြန်လည်ဆုတ်ခွာပေးခဲ့ရပြီးစစ်ကောင်စီတပ်များရင်တန်းနဲ့ပြန်လည်ဝင်ရောက်လာကလက်ရှိမှာအဆင်ပြေသလိုနေထိုင်နေရကြောင်းသိရှိရပါတယ်။ ကြာရသလောက်ရမခစစ်တနာချုပ်ကိုလာရှုကိုပြန်မထားပါဘူးနောက်ဆုတ်ပြီးထားမယ်ထင်တယ်အရင်ကတော့တန်ရန်ဘက်မှာလူပြန်စုထားတယ်လို့အဆိုပါအကြောင်းအရာကိုသိရှိထားတဲ့နှစ်ဖက်အတိုင်းဝိုင်းနဲ့နှိစက်တူတူကပြောကြပါတယ်စစ်ကောင်စီကမြန်မာအယူအယရှုံးပြီးတဲ့နေရာတစ်ခုမှာရမခကိုပြန်မထားခြင်းတဲ့သဘောဖြစ်နိုင်တယ်လို့တိုင်းစစ်တနာချုပ်ကလည်းခန့်တက်ကြီးတစ်ခုလို့တိစောက်ထားခြင်းမဟုတ်ဘဲအမိန်ပေးရေးစစ်တနာချုပ်ဝင်ဖြစ်ကြောင်း၎င်းကတုံ့သက်ပြောဆိုပါတယ် ဒါပြင်မြို့ရဲမှာရှိတဲ့ဌာနဆိုင်ရာရုံးများဟာလည်းစစ်ကောင်စီရဲ့လေကြောင်းလက်နက်ကြီး drone တို့နဲ့ပစ်ခတ်မှုအပြင်တိုက်ပွဲများကြောင့်ထိခိုက်ပျက်စီးမှုများရှိပြီးအသုံးမပြုတော့တဲ့အတွက်ခြုံငွေများထူထပ်နေကြောင်းသိရှိရပါတယ်။ဌာနဆိုင်ရာရုံးတွေကလည်းသူတို့စစ်ကောင်စီပြန်ထိုင်နိုင်မဲ့အခြေအနေမျိုးမရှိသေးပါဘူး။သူတို့လူတွေတော့ရောက်နေပြီ။ဒါပေမဲ့သူတို့ပြင်ဆင်ရမှာတွေအများကြီးရှိနေတယ်လို့ဒေသခံမျိုးသားတို့ကပြောပါတယ်။ လက်ရှိမှာလာရှိုမျိုးအတွင်းကိုစစ်ကောင်စီတပ်များနဲ့အုပ်ချုပ်ရေးအဖွဲ့များရောက်ရှိနေသည့်ဆိုသောအနေအထားမျိုးပင်ရှိနေသေးတယ်လို့တဖက်မှာလည်းတရုတ်အစိုးရကိုကန့်တက်နဲ့စစ်ကောင်စီတို့သုံးပွင့်ဆိုင်ဆွေးနွေးနေကြဖြစ်ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့စစ်သားတက်လာစုတဲ့စစ်အုပ်စုထမင်းစားနေစမှာ PDF များတိုက်ခိုက်တဲ့အတွက်၈ဦးသေဆုံးသွားပြီး၄ဦးဒဏ်ရာရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းမင်းလာမြို့နယ်ရန်ကုန်ပြည်လန်းဘေးမှာရှိတဲ့ကြေးရွာတွေကိုပေါ်တာလာဆွဲတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်များထမင်းစနေစင်မှာတိုက်ခိုက်ခံရပြီးရှစ်ဦးသေဆုံးက၄ဦးဒဏ်ရာရရှိခဲ့ကြောင်းတာယာဝတီခိုင်တရင်383ညနှင့်တက်ခွဲနှင့်တာဝန်ရှိသူကပြောကြားပါတယ်။ဧပြီလ22ရက်နေ့ကမင်းလာမြို့နယ်အပိုင်းရန်ကုန်ပြည်ကားလမ်းမအရှိတ်ဘက်မှာရှိတဲ့ကြေးရွာများမှာလူငယ်များကိုပေါ်တာဆွဲဖို့စစ်ကောင်စီကလာရောက်မဲလို့တရင်ကြားသိရတဲ့အတွက် PDF များကစစ်ကြောင်းနှစ်ခုခွဲပြီးနေမြေကျူတင်ရှင်းလင်းခဲ့ပါတယ်။ အဲ့ဒီနောက်ဧပြီ22ရက်နေ့နနက်10:00နာရီခွဲခန့်မှာအင်ဂျင်ကုန်းအုပ်စုအညာရန်ကြီးရွာရန်ကုန်ပြည်လမ်းဘေးမှာရှိတဲ့53မြမထမင်းဆိုင်မှာစစ်ကောင်စီတပ်နဲ့ပြူစောတီများစုစုပေါင်းအင်အား20ခန့်ထမင်းစားနေတာကိုတွေ့ရဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းထုတ်ပြန်ပါတယ်။ပေါ်တာဆွဲတာစစ်ခွေရောပြူရရောပေါ့53ထမင်းဆိုင်မှာထမင်းစားနေတော့တွေ့တွေ့ချင်းဝင်ပစ်တာပေါ့ရွာတရားအောင်မှာ2ရောက်သေးတယ်မင်းလာစေယုံမှာတော့6ရောက်သေးသွားတယ်လို့အထက်ပါတာဝန်ရှိသူကတိုက်ခိုက်ခဲ့တဲ့ဖြစ်စဉ်ကိုရှင်းပြပါတယ်။ ရက်ခတ်တိုက်ခိုက်ခြင်းမှာစစ်တပ်နဲ့ပြည်သူများထမင်းဆိုင်အတွင်းမှာရောက်ရှိနေတဲ့အတွက်ပြည်သူများဆိုင်မှထွက်ခွာသွားချိန်ဝင်ရောက်စီးနှင်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီးစစ်ကောင်စီဘက်မှ၈ဦးသေဆုံးက၄ဦးဒဏ်ရာရရှိသွားပြီးတော်လန်ရေးရဲဘော်များအထိကိမရှိခဲ့လို့၎င်းကဆက်ပြောပါတယ်မင်းလာမျိုးနဲ့တရင်383ညတက်ခွဲနှစ်မှာတာဝန်ရှိသူတို့ကစက္ကစတက်ကသူတို့အခြေအနေကပြန်လဲပြစ်ခတ်ခြင်းကိုမရလိုက်ပါဘူးဝရုံတုံးကအတင်းထွက်ပြေးသွားတာအဲ့ဒီလိုပြေးတာကိုကျွန်တော်တို့ကနောက်ကနေလိုက်ပြီးပြစ်ခတ်ခဲ့ပါသေးတယ်လို့လူလူတွေဦးကပြောပါတယ် အဲ့ဒီနောက်စစ်ကောင်စီတပ်ဟာအညာတန်းကြီးကျေးရွာကိုဝင်ရောက်ချင်းနဲ့ပြန်လည်တိုက်ခတ်ခြင်းမလုပ်ရဲဘဲရန်ကုန်ပြည်လမ်းပေါ်မှာရှိတဲ့တရားတစ်ဖက်ချမ်းမှာအကင်းမုံဝင်နေခဲ့ရမှတော်လန်ရေးတပ်ဖွဲ့များကအညာတန်းကြီးကျေးရွာအနီးနေမြေရှင်းလင်းရေးလှုပ်ဆောင်နိုင်ခဲ့ကြောင်းတက်ရင်383ညနဲ့တက်ခွဲနှစ်ကအတည်ပြုထားပါတယ်။သို့သောယမန်နေ့နေ့လယ်2နာရီခန့်အချိန်မှာစစ်ကောင်စီဟာ MI-35 အမျိုးအစားစစ်သုံးယင်ကိုတုံးပြပြီးမင်းလာမြို့အခြေစိုက်ခလာရတစ်တီရှိရာ မင်းလာစိန်ကက်လန်လန်ဘေးဝဲရာမှာကြေးရွာတွေကိုဘုံဒီကျဲချခြင်းဆက်တနက်များနဲ့ဒရဇက်ပစ်ခတ်ခြင်းများလှုပ်ဆောင်ခဲ့တယ်လို့ဒေတာတွင်သတင်းရင်းမြစ်ကပြောဆိုပါတယ်ပစ်သွားတာကခလာရတဲ့စိန်ကက်လန်နာပပတ်လေကိုပစ်သွားတာဆိုတော့ဘေးရွာတွေအပြစ်ခံရတယ်လို့ပြောဖို့ခက်တယ်ဗျအဲနာပပတ်လေရွာတွေအကုန်လှည့်ပစ်သွားတာလို့တော်လန်ကြီးသတင်းရင်းမြစ်တူကပြောပါတယ်စစ်ကောင်စီရဲ့အဆိုပါလေကြောင့်မှပြစ်ခတ်တိုက်ခိုက်မှုမှာကြောက်တကားတော်ရဘုံကြီးကြောင့်နတ်လန်ပျက်စီးသွားပြီးပြည်သူတို့အထိကိုက်ကကာတစီပျက်စီးသွားခဲ့ကြောင်း၎င်းကဆက်ပြောပါတယ် ထိကြိုက်ပျက်စီးမှုအခြေအနေအပြည့်စုံကိုလူရုနေဦးကဆက်လက်အတည်ပြုဆောင်ဆန်းနေဆဲဖြစ်ပါတယ်။ရန်ကုန်ပြည်လမ်းဘေးအညာရန်ကြီးကျေးရွာထမင်းဆိုင်ကိုရောက်ရှိလာပြီးတိုက်ခိုက်ခံရတဲ့စစ်ကောင်စီတပ်နဲ့ပြူစောတိပူပေါင်းအဖွဲ့ဟာအင်ဂျင်ကုန်းအုပ်စုအပါအဝင်ဘကိုးရုံမှအဆက်မှရှိတဲ့ကျေးရွာတွေကိုလူငယ်များကိုပေါ်တာဆွဲဖမ်းဆီးရန်လာရောက်စဉ်ကြားဖြတ်တိုက်ခိုက်ခြင်းခံရတယ်လို့ဒေတာရင်းသတင်းအရင်းမြစ်များကပြောဆိုပါတယ်။အဆိုပါစစ်စင်ရေးတိုက်ခိုက်မှုကိုတာယာဝရီခရိုင်တပ်ရင်း383နှစ်တပ်ခွဲ1နဲ့တပ်ခွဲ3တို့ကပူးပေါင်းလှုပ်ဆောင်ခဲ့ခြင်းဖြစ်ပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့အင်းတော်မျိုးသိန်းတိုက်ပွဲမှာပြန်လာတဲ့ ABSDF ရဲဘော်များကိုပြည်သူများမှအောင်တပြေများနဲ့ကြိုဆိုးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ အင်းတော်မျိုးသိန်းတိုက်ပွဲမှာပြန်လာတဲ့ ABSDF အမတ်36ကျောင်းအမတ်74တရင်မှာရှိတဲ့ရဲဘော်တွေကိုပြည်သူများက on the beat ပန်းများနဲ့ဂုံပြုတ်ကြိုဆိုခဲ့ကြကြောင်းသိရှိရပါတယ်။ရှစ်လဝန်းကျင်ကြာမြင့်ခဲ့တဲ့အင်းတော်မျိုးသိန်းတိုက်ပွဲကို ABSDF အမတ်1စစ်ကြောင်း ABSDF အမတ်36ကျောင်း KPDF အမျိုးသားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနလက်အောက်ခံတပ်ရင်းများအခြားသောမဟာမိတ်တပ်ပေါင်းစုများနဲ့ပူးပေါင်းသိမ်းပိုက်ခဲ့ကြရမှာ2025ခုနှစ်ဧပြီလ9ရက်နေ့ညပိုင်းမှာအပြစ်သက်သိမ်းပိုက်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လောင်းလုံမြို့နယ်မှာမူရီစေဝါဖြန့်ဖြူးသုံးဆွဲနေသူများကိုပအားဖကဖမ်းဆီးအရေးယူထားဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။တနင်္သာရီတိုင်းလောင်းလုံမြို့နယ်မှာမူရီစေဝါဖြန့်ဖြူးသုံးဆွဲနေသူများကိုဖမ်းဆီးအရေးယူထားကြောင်းလောင်းလုံမြို့နယ်ပအားဖအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ဧပြီလ16ရက်ည8:15မိနစ်အချိန်ခန့်မှာလောင်းလုံမြို့နယ်ကြေးရွာတရွာမှာမူရစ်စေဝါတုံဆွဲခြင်းဖြန့်ပြူရောင်းချခြင်းပြုလုပ်နေသူများကိုတရင်ရရှိတဲ့အတွက်လောင်းလုံမြို့နယ်ပြည်သူ့လုံခြုံရေးအဖွဲ့ကဥဆောင်ပြီးလောင်းလုံမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့နဲ့ လောင်းလုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များကဝင်ရောက်ရှာဖွေဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။အဲ့ဒီလိုရှာဖွေဖမ်းဆီးရမှာမူရည်စေဝါတုံးဆွဲခြင်းဖြန့်ဖြူးရောင်းချခြင်းလှုပ်ဆောင်ရန်အတွက်ရောက်ရှိနေတယ်လို့တန်တရားရှိသူအသက်53နှစ်အရွယ်အမျိုးသားတဦး၊အသက်95နှစ်အရွယ်အမျိုးသားတဦး၊အသက်16နှစ်အရွယ်အမျိုးသမီးတဦး၊အသက်28နှစ်အရွယ်အမျိုးသမီးတဦး၊အသက်20နှစ်အရွယ်အမျိုးသမီးတဦး၊အသက်18နှစ်အရွယ်အမျိုးသမီးတဦးစုစုပေါင်း6ဦးတို့ကိုဖမ်းဆီးရရှိခဲ့ကြောင်းသိရှိရပါတယ်။ လက်ရှိကမူးစိတ်ပုံမှ15မြင်းဆောင်16ကကြီးနဲ့အမှုဖွင့်ပြီးမြို့နယ်မှုကင်းခုံအဖွဲ့ကိုအမှုတွဲပေးပို့ထားပြီးဖြစ်ပါတယ်။ဒီအမှုကိုမြို့နယ်မှုကင်းခုံအဖွဲ့ကဆက်လက်အရေးယူဆောင်ရွက်သွားမှာဖြစ်ပါတယ်။စစ်ခွေးနဲ့ပတ်သက်တဲ့သူတွေမဟုတ်ပါဘူး။တာမန်အယက်သားပြည်သူတွေဖြစ်ပါတယ်။မြို့နယ်ပြည်သူအုပ်ချုပ်ရေးအဖွဲ့အနေနဲ့မြို့နယ်အတွင်းအုပ်ချုပ်ရေးရန်ညာဖော်ဆောင်နေနိုင်တဲ့နေရာတွေမှာပြည်သူများရဲ့လုံခြုံရေးဆိုင်ရာကိစ္စများအတွက်အတက်နိုင်ဆုံးစူးစမ်းဆောင်ရွက်သွားမှာဖြစ်ပါတယ်။ ဒီလိုဆောင်ရွက်တဲ့အခါမှာမြို့နယ်အတွင်းတော်လှန်ရေးလက်နက်ကိုင်အဖွဲ့များတော်လန်ရေးအဖွဲ့အစည်းများရဲ့ပူးပေါင်းဆောင်ရွက်မှုများနဲ့ဆက်လက်လှုပ်ဆောင်သွားမှာဖြစ်တယ်လို့ပြည်သူတွေပူးပေါင်းပါဝင်တဲ့ဖြစ်စဉ်တွေအဖြစ်လဲဆက်လက်လှုပ်ဆောင်သွားမှာဖြစ်ပါတယ်လို့လောင်းလုံမြို့နယ်ပအဖအဖွဲ့မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။အဆိုပါဖန်စီခံရသူများထံမှ WY စာတမ်းပါစိတ်ကြွဆေးပြား314ပြား 16 cm ဓာတ်သွားအရှိတလက်လက်ကင်ဖုန်း9လုံးပါဝါဘန့်၄လုံးငွေသားကျပ်10,850သိန်း Wave 100 cycle တစ်စီး Toyota ကားတစ်စီးလုံးနဲ့အတူလက်ရဖန်စီထိမ့်သိမ်းနိုင်ခဲ့ပြီးတရားခဏ်များကိုဥပဒေနဲ့အညီဆက်လက်အရေးယူနိုင်ဖို့အတွက်ပြည်သူ့လုံခြုံရေးအဖွဲ့ရဲ့တင်မြင့်ဆောင်2025မူးစိတ်ပုံမှ15မြင်းဆောင်16ကကြီးနဲ့အမှုဖွင့်ဆောင်ရွက်လျက်ရှိကြောင်းသိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ပသိမ်မှာရှိတဲ့စစ်ဘက်ဆိုင်ရာရုံးများမှာစစ်ကောင်စီကခန့်စစ်အခိုင်းအမာပြင်ဆင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် အေယာဝတီတိုင်းပသိမ်မြို့နယ်မှာရှိတဲ့စစ်ဘက်ဆိုင်ရာရုံးများမှာစစ်ကောင်စီကခံစစ်အခိုင်အမာပြင်ဆင်နေပြီးဗန်ကာများစောက်လုံနေကြောင်းသိရှိရပါတယ်ပသိမ်မြို့နယ်တိုင်းဆိုးရရုံရေစကန်များတရင်များမှာဘန်ကာကရုတ်ချင်းများကိုယခုလဧပြီလအတွင်းကအခိုင်အမာစောက်လုံနေကြောင်းဒေသခံများထံမှသိရှိရပါတယ်။ပသိမ်မြို့ပေါ်ကို Jet Fighter တွေရောဝိုင်းတွဲတွေနဲ့ပါတနစ်ကို၄ချိန်လောက်ကင်းပတ်နေတာတွေ့တယ်။ညာဘက်တွေဆိုလဲစစ်ကားတွေနဲ့ကင်းပတ်တာတွေရှိတယ်။ပသိမ်ပလခကနေလေရင်ပြန်တက်မှုကတနစ်ကို၄-၅ချိန်ထပ်မနေရှိပါတယ်လို့ပသိမ်ဒေသခံတအုပ်က ARD Time ကိုပြောပါတယ်။ ကရုတ်ကျင်းများနဲ့ဘန်ဂါများကိုပတိန်မြို့လမ်းစုံလမ်းကွာနေရာတချို့နဲ့တိုင်းတရားယုံအေယာရွှေဝါခန့်မတော်မှာတဲအိတ်ဘန်ဂါများကာပြီးအုတ်နဲ့နှစ်ထပ်ဘန်ဂါများကိုလည်းအခိုင်အမာဆောက်လုပ်ပြီးခန်းစစ်ပြင်ဆင်နေကြောင်းပတိန်တရင်အထူးတပ်ဖွဲ့ထံမှသိရှိရပါတယ်။ရေစကန်တစ်ခုစီမှာဘန်ဂါ၅ခုထပ်မင်းနဲ့ဆောက်လုပ်ကကရုတ်ကျင်းများပါတူထားပြီးကန်နာရေကင်းစကန်တစ်ခုမှာလည်းဘန်ဂါ၅ခုထပ်မင်းနဲ့ဆောက်လုပ်ပြင်ဆင်လျက်ရှိကြောင်းသိရှိရပါတယ်။ အမတ်6စစ်အခြေခံလေ့ကျင့်ရေးတပ်စက္ကတ6ရွှေမြင့်တင်မှာယမန်နေ့ဧပြီလ22ရက်နေ့နံနက်ပိုင်းကစစ်မှုထမ်းတပ်သားတင်များအတွက်စစ်အခြေခံတင်နှံဖွင့်ပြုလုပ်ခဲ့ပြီးတလတာတင်နှံပေးတော့မှာဖြစ်ကြောင်းသိရှိရပါတယ်။စစ်မှုထမ်းတင်နှံသားတင်များကိုပတိန်တပ်များမှကြာရှည်မထားဘဲရက်တိုတင်နှံများပေးကရှည်တဲ့ပို့ဆောင်နေတဲ့အတွက်ထွက်ပြေးသူများနဲ့တေဆုံးသူများလည်းများပြားလျက်ရှိကြောင်းဒေသတရင်အရင်မြစ်က AR Time ကိုပြောပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ထိုင်းနိုင်ငံချွန်ပူလီမှာရှိတဲ့တန်ဆက်ရုံမှာလုတ်ကင်နေတဲ့မြန်မာအလုတမ62ဦးမတရားအလုထုတ်ခံရဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ထိုင်းနိုင်ငံချွန်ပူလီမြို့နယ်လက်ရောက်မှာရှိတဲ့တန်ဆက်ရုံမှာလုတ်ကင်နေတဲ့မြန်မာအလုတမ62ဦးကိုဆက်ရုံကကြိုမပြောဘဲမတရားအလုထုတ်လိုက်ကအလုတမအခွင့်အရေးချိုးဖောက်ခံရကြောင်းထိုင်းရောက်ရွှေပြောင်းမြန်မာအလုတမအရေးဆောင်ရွက်ပေးနေသူ WAG အဖွဲ့မှကိုမုံတိုင်းကပြောကြားပါတယ်။ ဧပြီလ၈ရက်နေ့မှာအဆိုပါစက်ရုံမှတာဝန်ကျမန်နေဂျာကမြန်မာအလုပ်သမားအမျိုးသားနဲ့အမျိုးသမီးစုစုပေါင်း92ဦးကိုအလုပ်ထုတ်လိုက်တယ်လို့ဆိုကာအလုပ်သမားများကိုလက်မှတ်ရေးထိုးခိုင်းခြင်းဖြစ်ကြောင်းစက်ရုံမှာရှိတဲ့တတိကလောအားကများဆက်လက်မရှင်းပေးနိုင်၍အလုပ်ထုတ်တယ်လို့လည်းအလုပ်သမားများကိုပြောဆိုခဲ့ကြောင်းသိရှိရပါတယ်ယခုလက်ရှိအချိန်ထိညှိနှိုင်းနေတော့မှာကျွန်တော်တို့လည်းစက်ရုံတဲဝင်ခွင့်ရဖို့စောင့်နေသေးပါဖြစ်စဉ်ကမှန်ပါတယ်တန်ရုံဖြစ်တဲ့အတွက်စက်ရုံကအမျိုးသားတွေပုံများပါတယ်အခုစက်ရုံရှိမှာပါစက်ရုံတာဝန်ရှိသူတွေနဲ့စကားပြောခွင့်ရဖို့စောင့်နေပါတယ် သူတို့ဘက်ကလည်းကျွန်တော်တို့ကိုဝင်ခွင့်ပေးဖို့အတွက်အဆင့်ဆင့်တင်ပြနေတယ်လို့သိရတယ်လို့ WAG အဖွဲ့မှကိုမုံတိုင်းကပြောကြပါတယ်။ထိုင်းနိုင်ငံမှာမြန်မာအလို့သမားများမှာအလို့ရှင်များရဲ့အလို့သမားအခွင့်အရေးချိုးဖောက်မှုများကိုကြုံတွေ့နေရပေမဲ့အကြံဖတ်စစ်ကောင်စီတန်ယုံကတစုံတရာကူညီမှုမရှိဘဲအခွန်ကောက်ခံရတဲ့ထိုင်းရောက်မြန်မာအလို့သမားများထံမှပြပဝင်ငွေများပြည်တွင်းကိုပြန်လည်ပေးဖို့စီစဉ်ရေးကိုသာအတိတ်ကလှုံ့ဆော်နေကြောင်းထိုင်းရောက်မြန်မာအလို့သမားအရေးလှုံ့ရှားသူများကပြောဆိုကြပါတယ်။ ဲ့ဒီနောက်လာရှိုးအပေါ်ကျွန်တော်ရဲ့အမြင်ဆိုတဲ့ဗိုလ်ကြီးဇင်ရော်ရဲ့ရေးသားထားမှုကိုတင်ဆက်ပေးပါမယ်။လာရှိုးအရေးဟာຫນွေဦးကိုမီးမောင်းတစ်ချက်လှစ်ကနေထိုးပြလိုက်တယ်လို့ဖြစ်ပါတယ်။စစ်ရှုံးအကြမ်းဖက်စစ်တပ်ဟာပြည်ပအကူအညီကိုပေါ်ပေါ်ထင်ထင်ရယူပြီးပြည်ပနိုင်ငံတစ်ခုကိုမြမမြေပေါ်မှာဥပဒေပြုရုံးထိုင်စေခဲ့တာဖြစ်ပါတယ်။စေစုနဲ့များစွာပြပအားကိုပစိန်ရိုးလို့အတိုက်အခံအင်အားစုတွေကိုပြောလာခဲ့သမျှမအားလာလက်ထက်မှာတော့တရုတ်ကလာရုရှားအောက်မှာပေါ်တင်ဒူးတုပ်ပြီးတော်လန်ရင်အင်အားစုကိုဖြိုခွဲလာခြင်းပင်ဖြစ်ပါတယ် လာရှိုးဟာရှမ်းမြောက်ရဲ့မြို့တော်ဖြစ်တယ်လို့တရုတ်နယ်စပ်ကွန်စီစီစဉ်မှုအတွက်အရေးပါတဲ့ဗဟုချက်မှနေရာတစ်ခုဖြစ်ပါတယ်။ကို့အတွက်မကြံရင်ဘာမှမလုပ်တတ်တဲ့ပေါက်ဖော်တို့ဟာຫນွေဦးကိုပါဂုတ်သွေးဆုပ်ဖို့ဝင်ရောက်လာခြင်းပင်ဖြစ်ပါတယ်။မူလာတော့ကနောက်ွယ်ကနေလက်မဲကြီးပုံစံနဲ့အာနာသိန်းအစိုးရကိုကြိုးကန်ချေလေရာကနေကမ္ဘာနိုင်ငံရေးဇက်ကွက်အပြောင်းအလဲနဲ့တူငါမနေနိုင်တော့လို့ကိုထင်ပြရတာဆိုတဲ့အခြေအနေထိရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။ຫນွေဦး၄နှစ်ကျော်ကာလအတွင်းမှာလဲတော်လန်ရေးအင်အားစုအဖွဲ့အတိုင်းဟာစီနာရဲ့အသေးနှလုံးပိုက်လိုင်းကြီးကိုလစ်လျူရှုတယ်လို့ဆိုရလိမ့်မလား။ မတုတ်မထိရဲတယ်လို့ဆိုရလိမ့်မလားလက်အလွန်ကမြင့်တက်တဲ့လူမျိုးတွေဟာပိုက်လိုင်းပေါ်မှာကော်ရက်ရှင်ပန်လေးနဲ့တောင်တစ်ချက်လက်မဆော့ခဲ့ဘူးဖြစ်ပါတယ်။လာရှိုးဖြစ်စဉ်ဟာနက်နဲတယ်ဆိုပေမဲ့ရိုးရှင်းတဲ့ဖြစ်စဉ်တစ်ခုသာဖြစ်ပါတယ်။ကိုတိုက်မှကိုရမယ်ဆိုတဲ့အဖြေထွက်ပါတယ်။လာရှိုးဇလန်ဒီမာရင်အပြီးသက်ရက်တန့်ခဲ့ရင်ကိစ္စမရှိဆိုပြီးထားလို့ရပေမဲ့ဆက်ရန်ရှိနေပါသေးတယ်။အနေဆုံးအနေထားဟာကိုကန့်ထိန်ချုပ်ဒေတာတွေမှာဟန်ပြရွေးကောက်ပွဲကျင်းပကွင့်ပေးရနိုင်ချေရှိပါတယ်။ ဒီနေထားထက်ကြောင်းလာလာမယ်ဆိုရင်တော့တစ်တုံညာနှစ်ခွန်စစ်စင်ရေးမှာကိုကန်တို့ရဲ့အခန့်ကဏ္ဍဟာသူတို့ရဲ့အိမ်ပြန်ခီးစဉ်အဖြစ်နဲ့သာတမိုင်းတွင်ကျင်ရစ်သွားမှာဖြစ်ပါတယ်။စီနာခေါင်းစဉ်တက်ပြီးမွေမသိဒုံမချိုးနဲ့ပြီးလိမ့်မလား။ရှင်လဲလျှောက်တာပြားလဲဆွဲတာဘလို့ထုတ်ပြန်ချက်တွေလာလိမ့်မလဲ။စီနာအဖိုးကတော့မုတ်စိတ်ပြားဆွဲမဲ့အနေထားကနေပြားတုတ်ခံရတဲ့အနေထားကိုရောက်သွားအောင်ကျွန်တော်တို့နီးလန်းရှာကြရမှာဖြစ်ပါတယ်။လက်ရှိလာရှိုးမှာစစ်ရင်အ300ခန့်သာအခြေချခွင့်ပြုမယ်လို့ဆိုပါတယ်။ တိုင်းစစ်ဌာနချုပ်တခုရဲ့ဖွဲ့စည်းပုံအင်အားကိုအတိအကျမသိပေမဲ့ကဖ်ကိုကန်းငယ်2001ဖွဲ့စည်းပုံအရဓာတ်ကဆလို့ခေါ်တဲ့ဒေတာကုတ်ကဲမှုစစ်ဌာနချုပ်တခုရဲ့ဖွဲ့စည်းပုံဟာအရာရှိ25ရောက်အခြားအဆင့်စစ်သည်205ရောက်စုစုပေါင်းအင်အား230ရှိတာဖြစ်ပါတယ်တိုင်းစစ်ဌာနချုပ်ဖွဲ့စည်းပုံဟာအဆိုပါအင်အားထက်နှစ်ဆကနေ3ဆအထိရှိတာဆိုတော့လူအင်အား300နဲ့တိုင်းစစ်ဌာနချုပ်တခုကိုဘလို့မှလေပတ်နိုင်မှာမဟုတ်ပါဘူးလာရှိုးကနေထပ်မံဖြစ်ပေါ်လာမဲ့စင်ကဲဖြစ်စဉ်တွေရှိပါသေးတယ်။အစိုးနဲ့အကောင့်ဒွန်တွဲနေပြီမဲ့ခံနိုင်ရည်ရှိဖို့လိုပါတယ် နွေဦးဟာမြည်သည့်အခါမှရက်တက်မှမဟုတ်တယ်လို့စကစမျောလင့်ထားတယ်လို့အားပြော့ပြက်ပြဲသွားမှလည်းမဟုတ်ပါဘူးကျွန်တော်တို့လှုပ်ဆရာရှိတာအားမလျှော့ပဲဆက်လုပ်ကြရမှာဖြစ်ပါတယ်မလှုပ်လို့လည်းမရပါဘူးကျွန်တော်တို့ကဖောင်ဖြတ်ထားပြီးဖြစ်နေကြလို့ဖြစ်ပါတယ်လာရှုရဲ့အဖြေဟာမဖြစ်ညစ်ကြရွေးကောက်ပွဲမတိုင်ခင်ကွဲကွဲပြတ်ပြတ်မြင်တွေ့ကြရမှာဖြစ်ပါတယ်ကျွန်တော်ကတော့ကြိုသိနေတယ်အခုတော့မပြောသေးပါဘူးလို့ပြောချင်ပါတယ်ခင်ဗျာဆိုပြီးဖော်ပြထားတာပဲဖြစ်ပါတယ် ဟုတ်ကဲ့ပါခင်ဗျာအခုလိုအဆုံးထိနားဆင်ကြားကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေနောက်ထပ်ပြည်ရင်းပြပသတင်းတော်လန်ရေးဘတ်တော်သားများရဲ့သတင်းများနဲ့အတူပြန်လာခဲ့ပါမယ်အားလုံးပဲကိုယ်စိတ်နှပြရှင်လန်းချမ်းမြေ့ကြပါစေခင်ဗျာမြေ့ကြပါစေခင်ဗျာ